မင်္ဂလာပါချစ်တို့ရေဒီတစ်ခါကကြတော့မကလေလူပြင်းနည်းလေးချုပ်တယ်ပစွန်ချိုးနည်းလေးကိုပြပေးချင်ပါတယ်စက်ခုပ်ပေါ်နေလည်းမစင်းချင်ဘူးမိဘူးလည်းမတိုင်းချင်တဲ့သူတွေအတွက်မဒီပစွန်ချိုးနည်းလေးကိုပြပေးမယ်ဆက်စချင်းမဒီပစိုးရဲ့အစားနှစ်စားကိုယူပြီးတော့ကိုကလေ4အ4ဆေးဆိုရင်4ဆေး3ဆေးဆိုရင်3ဆေးပေါ့နော်အတချို့ကနည်းနည်းလေးအဲ့ခောက်ကြောင်နေနည်းနည်းကြည့်တာလေးကြိုက်တယ်တချို့ကလည်းအရန်ကြည့်တာမကြောက်ဘူး3ဆေးပဲလုပ်ပြီးပေါ့နော်မတော့ဒီမှာ4ဆေးယူပြီးတော့ဒီအစားနှစ်စားကိုအလှဖက် ကနေပဲပူလိုက်တယ်เนาะဒီဒီအလှဘက်ကလည်းပူလို့ရတယ်မလှတဲ့ဘက်ကလည်းပူလို့ရတယ်ပြထွက်တဲ့ချိန်မှာတီးသွားလိုက်မယ်เนาะအစအစနှစ်စကိုအစနှစ်ဆုံးဒီမှာဒီမှာချုပ်ပေးလိုက်မယ်เนาะဒီမြေဆက်၄ချောင်းနေလိုက်ရုံနဲ့ပိဆုတ်တဲ့ထဖြစ်သွားတဲ့ပုံလေးကိုပြပေးချင်ပါတယ်ဒီမှာเนาะအလွယ်ကူဆုံးเนาะအလွယ်ကူဆုံးရုပ်ရှင်းဆုံးဒါပိဆုတ်ချိုးနေတဲ့အများကြီးရှိနေကဲဆက်စချင်းမှာဒီမှာ အာအစားနှစ်စားကိုယူပြီးတော့ချိုးလိုက်ပြီးပြီးလို့ရှိရင်ဒီမှာက အမွေးလေးတွေဖွားတယ်ကွာအဲ့တော့ဒီမွေးလေးကိုမှညှပ်ထုတ်လိုက်မယ်နော်တကယ်လို့ကိုကလေးစိတ်ချိုးထားလို့ရှိရင်30ပဲကြိုက်မယ်ဆိုရင်30ပဲထားပြီးတော့ညှပ်ထုတ်လို့ရပြီဒီနေရာမှာနော်အရန်ကောင်မှလွယ်ကူတယ်ခဏပဲချုပ်ရတယ်နော်ချုပ်တင်းနေရတော့အများကြီးရှိပါနဲ့မရှိမှလည်းအများကြီးပြပေးထားတာရှိတယ်ကဲပြီးလို့ရှိရင်ဒီညက်ပြီးလို့ရှိရင်ဒီတစ်ဖက်ကိုလှဲပြီးတော့နော်ဒီမှာ တစ်ဖက်ကိုလှဲလိုက်မယ်ဟိုဖက်ပဲလှဲလဲဒီဖက်ကိုပဲလှဲလှဲပြီးတော့ဒီချောင်းပြန်နှင်းလိုက်အောင်မယ်နော်ဒါအញ្ញံပြည်နဲ့မမတို့တွေ့ပေါ့နော်အိမ်ကကိုရဲညီကိုမနှမနဲ့မိပါတဲ့အဖေတွေနော်ကိုရဲမျိုးသားတွေချုပ်ပေးလို့ရပါတယ်ဒီမှာအဆုံးထိမှာဒီကြောင်ချုပ်လိုက်တယ်နော်အញ្ញံကိုမှလွယ်တယ်နော်မမများလေးပဲချုပ်လိုက်မယ်နော်ကဲဒီမှာအဆုံးထိဒီကြောင်နေလိုက်တယ်ခြေတုပ်တယ်ကဲပြီးလို့ရှိရင်နော်နောက်ထပ်ဒီကြောင်ပြန်နေမယ်အဲ့ဒီဟာလေးကို ပြန်ခောက်ချမယ်เนาะခောက်ချပြီးတော့မလှဘက်ကချုပ်မယ်เนาะမာချုပ်ထားတဲ့ချုပ်ရိုးတိုင်းကိုအလှဘက်ကိုခောက်ချမယ်ပြီးလို့ရှိရင်ချုပ်ခုနပေါက်ထားတဲ့เนาะချုပ်ရိုးတိုင်းကိုမာဒီတိုင်းပြန်ချုပ်လိုက်တယ်เนาะအတွင်းကเนาะအတွင်းဘက်ကိုရင်ချုပ်လိုက်တဲ့အပြင်ဘက်ကိုမဟုတ်ဘူးချိုယိုရဲ့အကွာဝေးအပြားတိုက်ပေါ့နော်30ယူထားလို့ရှိရင်30 40ယူထားလို့ရှိရင်40ကိုချိုးလိုက်တယ်ဒီမှာ နော်တင်းတင်းလေးဆွဲဆွဲတဲ့အချိန်မှာနော်အထက်ကတွန်းနေတာလူပါလို့ဖြစ်နေလိမ့်မယ်ကဲလက်လေးရဲ့တခြားလေးဖိမယ်မိဘူးလားတိုက်ဆက်ရမလို့ဘူးနော်ဘာမှကိုလှုပ်ဆက်ရမလို့ဘူးအရန်ကိုလွယ်ပါနဲ့ကဲဒီတိုင်းချုပ်လိုက်မယ်ဒါဆိုလို့ရှိရင်မှတော့အခုချုံနေတာဘယ်နဲ့ဘယ်နဲ့ကြောက်ရှိပြီလဲဒီမှာအလှမလားတခြားပြန်ကြည့်လို့ရရယ်နော်ကဲပြီးလို့ရှိရင်ဒီလိုဒါရှောက်ချိုးသွားလိုက်မယ်ဒီမှာသဘောတရားနားလိုက်ပြီဆိုလို့ရှိရင်တော့

ကဲဒါပြီးလို့ရှိရင်မချီတုတ်ပါမယ်ဒါဆိုသုံးချက်သုံးချောင်းရှိပြီမတို့နင်းနေတာနောက်ဆုံးတစ်ချောင်းပဲကြံပါပြီကဲနောက်ဆုံးတစ်ချောင်းလာပါမယ်ကဲဒီမှာကြည့်မယ်တကယ်လို့ကိုကအလှဖက်ကလေဒီလိုအရာလေးနဲ့ကြိုက်တာဆိုလို့ရှိရယူလို့ရရနော်မာကာဒီမလှဖက်မှထားလိုက်တယ်အပြီးရင်အလှဖက်ကပုတ်လိုက်ရတယ်မလှဖက်ကပုတ်လိုက်ရရနော်ဒီမှာဒါရှာကိုပုတ်လိုက်ပါမယ်နော် ကဲမကြတော့မလှဘက်ကနေပြီးတော့အစဆုံးချိုးလိုက်ပါမယ်အဲ့တော့ခြီလေးလေးချောင်းနှင်းလိုက်ရုံနဲ့ပစိုးတထည့်ဖြစ်သွားတယ်နော်လုံးဝမိဘူးတိုက်ဆဲရလည်းမလို့အာတေးတသက်လေးပင်အပ်နဲ့ထိုးစရာမလိုအလွယ်ကူဆိုတာမရဲ့အလွယ်ကူဆုံးဆိုလို့ရှိရင်တော့ဒီလိုချုပ်ပီးတဲ့နီးလေးပေါ့နော်တကယ်ကြိုက်နေတဲ့တဲ့လွယ်ကူတယ်ဆိုလို့ရှိရင်လည်းချုပ်လို့ရပါတယ်ပစိုးချုပ်နီးနေအများရှိပါတယ်မ YouTube မှာလည်းပွက်တဲ့ပစိုးချုပ်နီးနေအသိမိထားတာရှိနေနော်ကဲဒါဆိုလို့ရှိရင်တော့နော်ကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင်တော့အမှ comment လေးတွေကြည့်ကြည့်ပါနဲ့ ်ဆင်ပြေမယ်လို့လည်းမျှော်လိုက်တယ်နော်ဆက်ပြေးမလို့မျှော်လင့်ပါနဲ့ထရိုင်းရှင်မြန်မာများစချုပ်ပစ္စည်းများမှာယူမယ်ဆိုလို့ရှိရင်တော့ AMC Fashion Page ကနေပုံမှန်တိုင်းမှာယူလို့ရပါတယ်နော်။ online ကနေပြီးတော့ထိုင်းနိုင်ငံမှာစချုပ်ပစ္စည်းမျိုးစုံကို copy ကနေပြီးတော့လက်ချုပ် active sequin တွေ crystal တွေထိရောင်းချပေးနေပါတယ်နော်။ကဲဒီလို design လေးထွက်လာပါပြီနော်။အလှဘက်ကဒီမှာ နော်လုံးဝချုပ်ထားမှကိုမသိတာဘူးပေါ့နော်အရန်ကိုမှလွယ်ကူတယ်ရုပ်ရှိနေအဲပြီးပြီးဆုံးမှဝက်ခနေမိဘူးလေးတက်လိုက်ပေါ့ကွယ်ကဲဒီနေ့မှကြတော့ဒါလေးအားလုံးကျေးဇူးပါ